အေရီတိုင်းရေကြီးမြို့နယ်မြောက်ဆန်းအမြောက်တပ်အနီးမှာပြစ်ခတ်တိုက်ခိုက်မှုတွေနေစဉ်ရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကအမတ်တ344အနီးပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီးအမြောက်တပ်ကနေလက်နက်ကြီးတွေပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ရေကြီးနားကရွာတွေကိုလေးချောင်းဖုံးကျဲတာနဲ့အမြောက်တပ်ကလက်နက်ကြီးပြစ်ကူတွေတုံးပြီးနေမြေရှင်းလေးလုပ်ထားတယ်။ငတိုင်းချောင်းဘက်စစ်ဆောင်နေသူတွေကိုလည်းအေးနဲ့ပတ်သက်မှုရှိလားစစ်ဆေးရေးကြမ်းနေတယ်လို့ ရေကြီးဒေသခံတူက ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ကကျုံပြောတက်ကထုံနှုံအင်အားနဲ့စစ်မှုရန်တင်းနှန်းစင်တင်းနှန်းသားတစ်တွေကိုအမြောက်တက်အမတ်တ3လေးလေးတွင်းကိုစစ်ရင်နှန်းတွေနဲ့အင်အားဖြည့်မှုတွေရှိတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသိရပါရယ်အနောက်တောင်ပိုင်းစစ်ဌာနချုပ်နာတခအနေနဲ့ပသိမ်မုံရွာလမ်းမိုင်းကိုလက်မလွတ်ရရေးအတွက်ရေကြီးနဲ့လေးမျက်နှာကိုအင်အားဖြည့်တင်းနေပြီးအနီးနားကျေးရွာတွေကိုပါနေမေရှင်လေးလှုပ်ဆောင်ထားပါရယ် ရေကောက်ပွဲမတိုင်ခင်ရေကြီးနဲ့လေးမျက်နာကိုအပြည့်အဝထိန်းချုပ်နိုင်ရေးစီမံမှုတွေရှိနေပြီးအေအေရဲ့ပြီးမနဲ့ချိတ်ဆက်နိုင်တဲ့မကြီးစင်ဘရောင်ဘရန်တက်နယ်တွေမှာမကြီးစင်ပေါ်မီဘက်ကလွဲလို့ကျန်ဝင်ပေါက်နှစ်ခုမှာစီရီတင်းမာနေပြီးစင်ရအလွန်ကျွန်သုံးထားပါတယ်ဘရောင်တက်နယ်မှာလည်းတောင်ကုတ်တောင်ကြားလမ်းကိုစွန့်မိုးနိုင်ရေးအထူးကတံတားတွေကိုပိတ်ဆို့ပြီးတန်ကြပ်ကရင်တွေကိုပါစေအုပ်စုကအင်အားဖြည့်ထားတယ်လို့သိရပါတယ်ရှင်